တောက်ကြသာသမီမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဇူလိုင်လအတွက်တလဇာဟောသရံကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာဟိုတဲ့အိမ်တဲ့နေရာတဲ့အလုတ်တဲ့စရမျိုးတွေ ပေါ်ပေါက်တတ်ပါတယ်ကိုထဲအတက်အပြင်းကြီးတဲ့သူ အထက်လူကြီးအကြီးအကဲစရတွေရဲ့ကိုကြီးထောက်ပံ့ပေးမှုတွေဒီကာလမှာကြုံတွေ့ရတတ်ပါတယ်နောက် ခยีကိစ္စတွေလည်းပေါ်ပေါက်နိုင်ပါတယ်မထင်မှတ်ဖဲနဲ့ခยีသွားတာမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်နည်းနည်းသတိပြုရမှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ခยีတွေဒီကာလမှာသွားတတ်ပါတယ်ခင်ဗျာနောက်နည်းနည်းသတိထားဖို့ကပေါ့နော်ကိုယ်ယုံကြည်ရတဲ့သူကဒုက္ခပေးတာမျိုးတွေနောက်ကျောဒါနဲ့ထိုးဆိုသလိုပေါ့နော်အဲ့ဒါလိုဟာမျိုးတွေကြုံရတတ်ပါတယ်နောက် ကိုပိုင်ဆိုင်တဲ့ရွှေစားတဲ့ဗုဒ္ဓဟူးနံပစ္စည်းမျိုးတွေဒီကာလမှာထွက်တာပေါင်ရတာမျိုးတွေဖြစ်တတ်ပါတယ်ခမညာငွေကြေးနဲ့ပတ်သက်ရင်တော့ဝင်လဲပေါ့နော်အလုံးရင်းနဲ့ဝင်လာနိုင်ပါတယ်ထွင်လဲတောင်းပေါက်ပြီးတွန်လိုက်တယ်လို့ပေါ့နော်ဒလဟောထွက်နေတတ်ပါတယ်ငွေဝင်ငွေတွေကျန်းတယ်ဆိုတဲ့ကာလမျိုးပါပဲအဲငွေကြေးရတော့ဝင်မိမဲ့လို့အဖတ်တော့မတင်တတ်ဘူးပေါ့နော် နောက်တတိပြုရမှာသူတို့ဘာပြဿနာမှာကိုကရှားဝင်မိလို့ကိုဘာရောပြီးတော့ပြဿနာတက်တာမျိုးတွေဖြစ်တတ်တယ်ပြဿနာဖြစ်တဲ့လူကကိုစီကိုမျက်စိလဲလမ်းမရောက်လာတာမျိုးတွေလည်းကျုံ့ဝတ်တတ်ပါတယ်နောက်ကိုရဲ့မိသားစုအရေးအလုပ်အတွင်းမှာပေါ့နော်လောက်ဖို့ကင်ဘက်လိုဟာမျိုးတွေနဲ့အဆင်မပြေဖြစ်တာမျိုးပေါ့နော်စိတ်သဘောထားကြီးကြီးမားမားကွဲလွဲတာမျိုးတွေဖြစ်တတ်တာလဲဒီလိုကာလမျိုးပဲဖြစ်ပါတယ် မိတ်ဆွေကောင်းဆရာကောင်းတွေကတော့ထူးထူးခြားခြားတွေ့ရတတ်ပါတယ်။ဆရာသမားမိတ်ဆွေကူညီပေးမှုတွေကြုံတွေ့လာပါလိမ့်မယ်။နောက်ကျမ်းမာရေးနဲ့ပတ်သက်တော့ထူးသတိထားတဲ့မှာတဲ့။ထူးသဖြင့်စီမျက်စိအစာအိမ်စတာမျိုးတွေဥပတ်ပေးတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။နောက်ပြီးတော့ကိုမဟုတ်ဖဲနဲ့ပေါ့နော်။အဆွဆွဲပြောဆိုခံရတာမျိုးကိုပါပဲလို့လို့ကိုမကောင်းမြင်ခံရတာမျိုးပေါ့နော်။ အဲကိုအမအဝဲစောင့်ကြည့်ပြီးတော့မှအပြစ်ပြောကျင်တဲ့သူမျိုးတွေတွေ့တွေ့နေရတတ်ပါတယ်အချစ်ရေးနှလုံးသားရေးရာကိစ္စတွေမှာတော့အခက်အခဲလေးတွေရှိပေမဲ့လို့နားလည်မှုရနိုင်မယ်ပြည်လည်မှုရနိုင်တာမျိုးတွေကြုံရပါလိမ့်မယ်ခင်ဗျာဒီကာလမှာအကျိုးပေးတဲ့အကြောင်းကတော့အနည်းအောင်ဖြစ်ပါတယ်အကျိုးပေးတဲ့ကဏ္ဍကတော့တက်ကဏ္ဍ6ကဏ္ဍဖြစ်ပါတယ်ခင်ဗျာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက် တနင်္ဂနွေနေ့မနေ့စောစောမှာကိုယ့်ရဲ့အိမ်ဖျားမှာအုံဒီ၆စိတ်ကိုတရားဖြူပြီးတော့မှကတ်လို့ပူဇော်ပြီးတော့မှဆုတောင်းရပါတယ်ခင်ဗျာ။